မြေဆုံစီမံကိန်းရဲ့အကျိုးမြတ်တွေကိုအစိုးရတဲ့အနေနဲ့ပြည်သူတွေကိုချပြပြီးတော့ပြည်သူတွေရဲ့ဆန္ဒသဘောအတိုင်းပဲလှုပ်ဆောင်တဲ့နယ်လို့တဘာဝပအောင်ကျင့်ပညာရှင်တွေကပြောဆိုပါတယ်ဒီသတင်းကိုတော့မေဒကြံပြပို့ထားတာပါခင်ဗျာ မြစ်ဆောင်ရီရလျက်စစ်စီမံကိရန်နာထားရကနေပြန်လဲစတဲ့မော့ NDI အစိုးရတက်ကိုတရုတ်အစိုးရကတိုက်တွန်းမယ်ဆိုတဲ့ပြောစကားတွေလက်တလုံးမှထွက်ပေါ်နေပါဗျ။ NDI အစိုးရအနေနဲ့ကလည်းစီမံကိန်းကိုပြည်သူကိုချပြမယ်ဆိုတဲ့ပြောစကားတွေလည်းရှိခဲ့ပါဗျ။ဒါကြောင့်မြစ်ဆောင်စီမံကိန်းကအကျိုးအမြတ်တွေကိုပြည်သူကိုချပြပြီးပြည်သူစန္ဒာယူဖို့တဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တို့ကတိုက်တွန်းပြောဆိုလိုက်တာပါ။ဒေါ်လေးဖြစ်စေချင်တာပေါ့။ဒါကိုဒေါ်စုကလည်းပြောထားပါဗျ။နော်ဒါပြည်သူကိုချပြမယ်ဆိုတော့ဒါကိုဖွင့်ဝင်နေတယ် เนาะချပြဖို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ဒေါ်လေးတို့ဒီမျက်စုံကိစ္စမှာမဟုတ်ပါဘူး။เนาะဒီစီမံကိန်းတွေမှာဖွင့်လင်းမြင်တာမရှိခဲ့ဘူး။เนาะနိုင်ငံတကာရဲ့လုပ်ရမယ့်လုပ်ရတဲ့အတိုင်းမလုပ်ခဲ့လို့ဒီကိစ္စတွေဖြစ်တာ။အဲ့တော့ဒီဘက်အစိုးရတက်ပါကြတယ်။ဒီကိစ္စတွေဖြေရှင်းဖို့ဆိုတာเนาะဒီတည်သူလူထုကိုပေါ့။ဒါဖွင့်လင်းမြင်တာကိုရှိဖို့လိုတယ်။ ဆောင်ရီရလက်စစ်စီမံကိန်းကိုတနင်္ဂနွေလကကန့်ကွက်ခဲ့ကြတယ်လို့ပညာရှင်တွေကလည်းအစိုးရအသစ်လက်ထံမှာပြန်လည်စတင်ဖို့တရုတ်ကစ조사တဲ့ပေါ်ကိုလည်းကန့်ကွက်သွားမှာဖြစ်ပါတယ်။ဒါပြင်ဒီစီမံကိန်းဟာလည်းဥပဒေနဲ့မညီဘူးလို့ပြောဆိုမှုတွေလည်းရှိပါတယ်။ဖြစ်တဲ့အတွက်ဆရာတော်ဒါကိုဘယ်တော့မှလည်းပြီးမှမဖြစ်ဘူး တမန်တမ်းပြောရင်တော့ပြည့်ကြောင်းအရာဆရာဆိုရင်မရှိဘူးကျွန်တော်ဒီနေ့ကပြောနေကြတယ်တို့ကနေရာဆိုပြောတယ်အမှန်တော့ဆရာတော်ကများဆိုတယ်ဟုတ်လားနိုင်ငံတော်ရဲ့ဆရာစာတောက်ဟုတ်နော်ဒေဒီချာချာဆန်မီဘီဘီဆန်စစ်ချက်မလုပ်ဘဲနဲ့ဒီလိုကြီးလုပ်ပါတယ်ဦးနေချင်းမကြီးရတယ်ဟုတ်လား ဆောင်ရေးရလျှက်စစ်စီမံကိန်းမှာတရုတ်ဘက်က60ရာခိုင်နှုန်းအကျိုးမြတ်ရပြီးမြန်မာနိုင်ငံဘက်ကတော့10ရာခိုင်နှုန်းသာအကျိုးခံစားခွင့်ရမယ်ချင်နေပါရှိပါတယ်။မြန်မာနိုင်ငံဘက်ကအကျိုးခံစားခွင့်မြင့်လာရင်နောက် ERI မြစ်ပေါ်မှာတည်ဆောက်မဲ့စီမံကိန်းကိုမလုပ်တင်ကြအောင်သဘောပတ်ဝန်းကျင်ထိန်းသိမ်းပညာရှင်တွေကကန့်ကွက်ထားပါတယ်။ဒီ ERI ပေါ်မှာမှီပြီးဖြစ်နေလို့နော်လူမှုစီးပွားရေးတွေနော်ရှင်းတန်းနိုင်မှုကို ERI ကိုပြန်ပြီးတော့နော်မုံမှန်နေစံခိုင်အောင်လုပ်နေအောင်ဆိုတာလက်ခံပါ ဒီမျက်စစ်စွမ်းအင် ARD ရောဖြစ်ဖြစ်မေခမေခခါပေါ်ဖြစ်ဖြစ်ထုတ်တာလေတယောက်တည်းအနေနဲ့လုံးဝညံ့မှာနော်အခုဒီရက်ပိုင်းမှာ ARD ရော hot issue လို့ပြောတာဖြစ်လာတဲ့အခါတော်တော်များများတောက်ပေါင်းဆိုပညာရှင်တွေတွေ့မိတဲ့ interview တွေကြီးလာတော်တော်များများညံ့မှာတွေ့ ဒေါ်လာတန်း3600ကုန်ကြခံတည်ဆောက်မဲ့မြေစုံဆယ်စီမံကိန်းကိုသဘာဝပတ်ဝန်းကျင်ပြည့်စည်မဲ့အရေးဆိုရင်ကြံကြောင်းပြည်သူလူထုနဲ့တက်ကြလှူရှားသူတွေရဲ့ကန့်ကွက်မှုတွေကြောင့်2021ခုနှစ်မှာသမရဦးသိန်းစင်ကမြေစုံဆယ်တည်ဆောက်ရေးစီမံကိန်းကိုခေတ္တဆိုင်ငံ့ထားခဲ့တာဖြစ်ပါတယ်။ကျွန်မကမင်းကြမ်းပါ။